မင်္ဂလာရှိသောကောင်းမြတ်တဲ့နေလေးဖြစ်ပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တလိုက်ပါတယ်။ဥစဉ်တို့ယခုမြမပြီးတဝံတဘာဝဘီအန်ဒီရဲ့တခုဖြစ်တဲ့ငလျင်ဘီကြာရောက်နေတဲ့ရန်ရှင်လူပြည်သူအများအားလုံးတို့အတွက်90အားနဲ့တက်90ဘက်ကနေပြီးတော့ ထောက်ပံ့လှူဒန်းနေတဲ့ကုသိုလ်ရှင်မိသားစုများရှိကြပါတယ်။ဘုံဘုသူ social media facebook page ကနေပြီးတော့လည်းအလုခံပါတယ်။ဘုံဘုတို့ social media facebook page ကနေပြီးတော့လာရောက်လှူဒန်းကူညီထောက်ပံ့ထားတဲ့မိသားစုဆွေတော်မျိုးတော်များကိုဘာဝနာပွားရလျောက်ဖတ်ကြားပေးပါမယ်။ ဥစုနိုင်ဒေါ်ထာယီမိသားစုမှာတထောင်ဘက်လူဒန်းထားပါတယ်ကိုကိုဖြိုးဝင်မညညွအေးမိသားစုမှာ2500ဘက်လူဒန်းထားပါတယ်ကိုအောင်ကျော်သူမတ်မူမူအေးသမီးမခိုင်ရီဝင်းမိသားစုမှတထောင်ဘက် လှူဒန်းထားပါတယ်မအေးခိုင်းမိသားစုမှာတထောင်ဘက်လှူဒန်းထားပါတယ်ကိုကိုမောင်မမိုးပပမိသားစုမှာတရားဘက်လှူဒန်းထားပါတယ်ဦးမောင်သိန်းဦးမလွင်လွင်ဆိုမိသားစုမှ900ဘတ်လူဒန်းထားပါတယ် မောင်ရရန်မိသားစုမှ900ဘတ်လှူဒန်းထားပါတယ်မယင်ရင်အေးမိသားစုမှ900ဘတ်လှူဒန်းထားပါတယ်ကိုတန်းလင်းအောင်မမူမူအောင် ကိုရဲရင်မယတနာမိသားစုတို့မှ900ဘတ်လှူဒန်းထားပါတယ် မအေးမှုမိသားစုမှ200ဘက်လူဒန်းထားပါတယ်မလလာစုမချောချောစုမိသားစုမှ1600ဘက်လူဒန်းထားပါတယ်ဦးမိုးဒေါ်မိုးမိသားစုမှ900ဘက်လူဒန်းထားပါတယ်မဆုမွန်ထွေးမိသားစုမှ900ဘက် လှူဒန်းထားပါလေကိုရဲလင်းအောင်မပပဆူမိသားစုမှ900ဘက်လှူဒန်းထားပါလေမနန်းဆန်းဆန်းခိုင်းမိသားစုမှ900ဘက်လှူဒန်းထားပါလေကိုတုဘမိသားစုမှ1000ဘက်လှူဒန်းထားပါလေ ကိုကျော်ပုလာမအေးချမ်းမီမိသားစုမှာ300ဘတ်လူဒန်းထားပါလေကိုဖြိုးမမိုးမူဝင်းသမီးမအိယတနာဖြိုးမိသားစုမှာ900ဘတ်လူဒန်းထားပါလေမတန်းခိုင်မိသားစုမှာ900ဘတ်လူဒန်းထားပါလေ မရှင်တော်မိသားစုမှ900ဘက်လူဒန်းထားပါလေကိုမင်းမင်းဦးမအေမီမဖြူဖြူဝင်မသင်းသင်းခိုင် မောင်နှမမိသားစုများမှ1900ဘက်လူဒန်းထားပါလေမထေထေနင်းမောင်နှမများမိသားစုမှ900ဘက်လူဒန်းထားပါလေ ကိုဇော်လင်းထွန်းမခင်သီတာမိသားစုမှာ200ဘတ်လူဒန်းထားပါလေကိုမျိုးအောင်မအီချောမိသားစုမှာ900ဘတ်လူဒန်းထားပါလေကြံရှိနေသည်သည်ကုသိုလ်ရှင်မိသားစုများကိုလည်းဆက်လက်ပြီးဖျားပေးပါမယ်ဦးဇင်တို့ ီကနေ့လရက်လေးလ2025အင်္ဂါနေ့မှာစတင်ကမန္တလေးမြို့ကြီးကနေစတင်၍ငလျင်ဘေးတံတင်ကြရောက်နေသော နေရာများကိုစတင်ပြီးထောက်ပံ့ကူညီလူဒန်းပေးနေပြီပဲဖြစ်ပါတယ်။ကုသိုလ်ရှင်မိသားစုများအားလုံးတို့ဒီလဲမိမိတို့လူဒန်းထားသည့် မိမိတို့ထောက်ပံ့သာသည်ကုသိုလ်ကောင်းမှုအဆုစုတို့ကိုလည်းဘာဝနာကုသိုလ်ဘာဝနာပွားများနိုင်ကြပါစေထောက်ပံ့ကူညီလှူဒန်းပေးကြသောဆရာတော်တန်ဃာတော်များနှင့်ကုသိုလ်ရှင်စေတနာရှင်မိသားစုဆွေတော်မျိုးတော်များအားလုံးတို့သည်လည်းပဲဘေးမျိုးမျိုးရအသွေသွေ ကပ်ဘေးအမျိုးမျိုးမှလည်းကင်းစင်ပါပြလွတ်ငင်းကြပါစေလို့တောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ်